ရာငါအိမ်မထဲမှာရောက်ဖူးနေတယ်လို့ပဲလာဖះတော့ဘူးကြရအောင် ငါလည်းကြောက်ပြရမလို့လေးလိုက်ကြီးထွက်လာပါကွာခုလိုငါတို့နားမလဲဖះသမိုင်းကြောင်းတွေရှင်းပြပေးဆိုမင်းကိုအရန်ချစ်သူတင်ပါတယ်ကျွန်တော်တို့ကဒေသခံတွေပါဒီဒေသကိုလာပြီးဖះလာဖူးရဲ့လူတွေအားလုံးဖះသမိုင်းကြောင်းပြောပြရမှာကျွန်တော်တောင်းဝင်ပါဒါနဲ့မင်းကဒီနားရွာမှာနေရလားဟုတ်တယ်ဗျခိုရှိရရွာကျွန်တော်ရွာပဲဖះသမိုင်းရောက်ရှင်းပြရတားစစ်သူလူတိုင်းတည်တယ်ဒီလိုနေရာမျိုး foreigner လာလို့ရှိရင်မင်းမဖို့ဒေါ်လာနဲ့ရမှာပေါ့နော်အဲ့လိုနေမျိုးဆိုမင်းတွေ့ခိုင်းတာပေါ့ဟမ်ဒီကြောင်ကစကားပြောနေရဲ့ 屁股屁怕好大，吗？鸡眼毛点了？你到了。 ကြည့်ရပုံစံတမျိုးပဲနော်ချိုးလိုက်ရေလေးရအေးအေးနေမှာခြေကူးကျင်သိတော့ပေါက်လာမလုပ်ပါနဲ့ဗျာခြေကူးကျင်ချားညာတော့ကူပါဒီရေကန်ကနှက်ကြီးရဲ့ဘာဖြစ်လို့လဲကွာဒီရေကန်ကနှက်တွေဖန်ဆီးစားရရှိကန်တောင်းတဲ့လူမြင်ဖို့မလွယ်ဘူးနားပြေလားကွယ်ဆိုဒီရေကန်ကអော်တယ်ဗျအော်တာမှကြောက်စရာကောင်းអော်တယ်ဒီရေကံတိရသမာတိရှိရလူတွေကမြင်ွယ်ရှိရ ဒီကဲစိတ်ဆိုးပြီဆိုရင်လေရေအပြစ်ဖုံးလန်းသွားတယ်။သူအရန်ထောသားထွက်ပြီဆိုရင်ကောင်းမြေတခုလုံးဖျက်ခါချောက်ပါလား။တော့ဘာကြီးကမင်းပြောရတဲ့ငါရောကြက်သိန်းနေထလာတယ်။ယော့ကဲဒါဖြစ် မင်းကောတနေကောအပင်မှန်းခံပြီးတော့ဖခင်သမိုင်းကြောင့်လေလက်ရှင်းပြရတဲ့အတွက်ဒါမျိုးလက်ဆောင်ပြန်ပေးခဲ့ကျေးဇူးတင်ပါတယ်ဗျာကိုဘေးရဒီနေ့ကျွန်တော်ဒီဘွားမှာဝေးလို့မရဘူးဗျာဘွားကမိစ္ဆာကြီးကမလို့ရင်းလေနောက်တော့တရားမှာပေါ့အကိုရမင်းနဲ့တွေ့ရငါတို့တော့အရာရာထူးဆန်းနေကွာဘာပဲဖြစ်ဖြစ်ဘူးတူတာလည်းရတယ်ဟုတ်ပါဘူးဒီရောင်းစကားပြောနေရဲ့ဟမ် ဖျားဖျားမင်းရကုန်လာလဲပြောပေါ့ကွာငါတယောက်လုံးရှိရဲ့တားရဲ့ဘယ်သွားနေလဲအမေစိတ်ကူလိုက်တာညီလေးဘယ်သူနဲ့စကားပြောနေရတော့ဟာတားတားစင်းနေစကားပြောနေရပါလေညီလေးပြောတဲ့တားစစ်ကခုနကလေးရဲ့တားနဲ့တူတူထိုင်ပြီးစကားပြောနေရကျွန်တော်ကဒီရှေးရောက်နေပြီရဲ့လုံကြုံကြီးတောင်းရင်ထားတဲ့သူတယောက်ပါဟုတ်လေဟုတ်လေ ဟောလေကျွန်တော်ရဲ့စကားပြောနေရတယ်ညီလေးတယောက်တွေ့မိသေးလားဟုတ်တယ်ဆက်တဲ့တော့ငါတူကတားစစ်နဲ့တွေ့ခဲ့တယ်တင်တယ်။ဟုတ်တယ်ဟုတ်တယ်ဖခင်သမီးရောက်ရှင်းပြတယ်တားစစ်ကိုပြောတာ။ငါတူပြောတယ်တားစစ်ဆိုတာ။ခုပြစ်စုံကလူလောကမှာမရှိဘူး။ပြာဟုတ်တယ်။ तू ကလူလောကကြီးမှာမရှိတာ။တနစ်ရှိသွားပြီ။ဟောဟိုရှိရကြီးကန်ထဲမှာ အဲ့ဒီကလေးကစိတ်မကောင်းစရာရင်ညစ်ပြီးတည်ဆုံးမဲ့အရင်တော့ကတော့ဒီရှေးဟောင်းနေမြေမှာတားဆစ်လို့ပြောလိုက်ရင်မသိရလူမရှိဘူး။သူကဘုရားသမိုင်းညောင်းရှင်းပြရဲ့အခါမှာလဲအရန်ကိုပြောတတ်ဆိုတတ်ပြီးတော့လိမ္မာကြီးချရှိတဲ့ကလေးတယောက်ပါ။သူ့ရဲ့အတိတ်ကကုတုကံနေခဲ့လို့ဟောဟူရှိတဲ့ရေကန်ကြီးရဲ့မှာသူ့တက်ဆုံးချုံခဲ့ရတာ။ငါတူပြောတယ်တားဆစ်ဆိုတာ။ လူဘဝမှာမရှိတော့ဘူးကွတမိထင်တဲ့အတိုင်းပဲအဖေသူပြောတဲ့စကားကြီးပြောနေလားတားဆိတ်ဆိုအကောင်လေးပဲနေမယ်မမီးလေးရဲ့ပြရလောကသားတွေနဲ့မှစကားပြောရတယ်လို့မတော်လို့ဝိညာဉ်နှုတ်သွားပဲနဲ့လုံးမလဲဒါဒါဆိုတားနဲ့စကားပြောခဲ့တားဆိတ်ကသူကလူလောကမှာမရှိတော့ဘူးတားရဲ့ကဲငါးပါးကိုမလုံးချုံနိုင်ရဲ့အတိတ်ကကုတ္တကံဝွကျွေးချောင်းရဲ့ အမေဖြစ်သူကနှလုံးသွေးရပြီးဆုံးတယ်။တာဖြစ်သူကိုရွာနီးချုပ်ဆက်ကဆေးစရာကိုအပြေးခေါ်ခိုင်းတော့ခြေလန်းနေရဆေးစရာရှိမရောက်ပဲရေကန်ရင်းရှိဟူတာစွတ်တင်းပြေးနေမိတော့တယ်။နောက်ဆုံးတော့တာစစ်တယောက်ကရေကန်ထဲကိုပြုတ်ချပြီးအသက်ပေးခဲ့ရတယ်။မင်းနဲ့စကားပြောတာတာစစ်ရဲ့ဝိညာဉ်ပဲ